ခြေတစ်လုံးရဲ့ဆွဲငင်အောက်ကိုမိခုနေရခြင်းမရှိပဲအဆုံးမဲ့အမောင်တုထဲမှာတစ်လုံးနဲ့အထီးကျန်စွာလွင့်မျောနေတဲ့ကဘာတွေရှိနေမယ်ဆိုရင်ဘလို့နေမလဲအံ့ဩစရာထိတ်လန့်စရာကောင်းတဲ့စကြာဝဠာကြီးရဲ့အထူးဆန်းတဲ့ဖြစ်ရတွေထဲကတစ်ခုအကြောင်းကျွန်တော်တို့သမွန်ချန်နယ်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပဲကျွန်တော်တို့ရဲ့သမွန်ချန်နယ်ကို subscribe လုပ်ထားပြီးစကြာဝဠာကြီးရဲ့နာနေတဲ့အကြောင်းအရာတွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ ဒီနေ့ကျွန်တော်တို့ပြောပြပေးမယ့်အကြောင်းအရာကတော့ Rook Planet လို့ခေါ်တဲ့ကျင်မဲ့ကဘာတွေအကြောင်းပဲဖြစ်ပါတယ်။ဒီကဘာတွေဟာကျွန်တော်တို့နေအဖွဲ့စည်းတဲ့အဂျိုတွေနဲ့လုံးဝမတူညီတဲ့သဘာဝရှိကြပါတယ်။ဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ဒီအကြောင်းအရာလေးကိုအတူတူလေ့လာကြည့်ကြရအောင်။သူတို့ဘလို့ပေါပေါက်လာပြီးတော့ဘလို့ရှင်သန်နေကြလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ဒီအကြောင်းအရာဟာသိပ္ပံပညာရှင်တွေကအံအားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့ပဟေလိဇန်ရဲ့သဘာဝကြောင့်နှက်ခတ်ပညာရက်မှာအရေးပါတဲ့လိလစရာဖြစ်လာပါတယ်။အဓိကအားဖြင့်ဖြစ်နိုင်ခြေနည်းလမ်းနှစ်ခုရှိပါတယ်။ပထမတနည်းကတော့ဂျိုရီပုံဖော်နေတဲ့အချိန်မှာသူတို့ရဲ့မူလနေအဖွဲ့စီ Original Star System ကနေအပြင်ကိုလွင့်ထွက်သွားတာဖြစ်ပါတယ်။နေအဖွဲ့စီတစ်ခုပုံဖော်နေချိန်မှာဂျုံငယ်လေးတွေဖုံးမှုတ်လေးတွေဟာစူးစီးပြီးဂျိုရီဖြစ်လာကြပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာပဲဂျိုကြီးတွေရဲ့အစွဲငင်အားပြင်းထန်မှုကြောင့်ဒါမှမဟုတ်အခြားနှက်ခတ်ဆိုင်ရာအင်အားစုတွေရဲ့တက်ရောက်မှုကြောင့်ဂျိုတချို့ဟာမူလပတ်လန်းနေပြီးတော့ယုံထွက်ပြီး Interstellar Space တွေကိုလွင့်ထွက်သွားနိုင်ပါတယ်ဒုတိယဖြစ်နိုင်ခြေကတော့သူတို့ဟာကြယ်တလုံးကိုလှည့်ပတ်ခြင်းမရှိဘဲနဲ့ကဘာတွေပုံဖော်တဲ့နက်ဘူလာအတွင်းမှာပဲတိုက်ရိုက်ပုံဖော်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီနီလန်းတွေဟာပြစ်တောက်ဖြစ်ခဲ့ပေမဲ့ ြစ်နိုင်ခြေရှိပြီးသိပ္ပံပညာရှင်တွေဆက်လက် လေ့လာနေကြပါတယ်။ဒီလိုကျင်းမဲ့ကဘာတွေဟာနေအဖွဲ့အစည်းတစ်ခုခုနဲ့အချီနှောင်ထားခြင်းမရှိဘဲစက်ကြဝဠာကြီးရဲ့ကျယ်ပြောလှတဲ့ Interstellar Space ထဲမှာတလုံးနဲ့ခီးနှင်နေကြပါတယ်။ကျွန်တော်တို့ကဘာလိုနေကိုလှည့်ပတ်နေတာမျိုးမဟုတ်ဘဲနဲ့အမောင်တို့နဲ့အေးခဲမှုတွေပြင့်နှက်နေတဲ့ဟင်းလင်းပြင်ကြီးထဲမှာရောက်ရှိနေကြပါတယ်။သူတို့ဟာဘယ်ကျယ်နဲ့မှတက်ဆိုင်ခြင်းမရှိတဲ့အတွက်အလင်းရောင်လုံးဝမရရှိကြပါဘူး။ဒါကြောင့်သူတို့ကိုအဝေးကနေလေ့လာဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းဟာ Milky Way Galaxy ထဲမှာတည်ရှိပြီးတော့ Galaxy ရဲ့ဗဟိုပတ်နေပါလေ။ဒါပေမဲ့ဒီ Rogue Planet တွေကတော့ Galaxy ထဲမှာပဲလွတ်လပ်စွာလှုပ်ရှားသွားလာနေပြီးတင်နေရအတိအကျကိုခံမရခက်ခဲပါလေ။သူတို့ရဲ့လှည့်ပတ်သွားလာနှုန်းနဲ့လမ်းကြောင်းတွေဟာနီးစက်ရာကျေပြီးဒါမှမဟုတ်အခြားဂြိုလ်တွေရဲ့အစွဲငင်ဟာအပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါလေ။ဒီလိုအမှောင်ထဲမှာလွင့်မြောနေတဲ့ Rogue Planet တွေကိုဘယ်လိုများရှာဖွေ တွေ့ရှိကြတာလဲ။ဒါဟာအင်မတန်စိန်ခေါ်မှုကြီးတဲ့အလုပ်ပါ။ ဘာကြောင့်လဲဆိုတော့သူတို့ဟာကိုပိုင်အလင်းရောင်မထုတ်လွှတ်နိုင်ကြသလိုကျဲတလုံးစီကအလင်းရောင်ကိုလည်းရောင်ပြန်ဟန့်နိုင်ခြင်းမရှိလို့ပါပဲသိပ္ပံပညာရှင်တွေအသုံးပြုနေတဲ့အဓိကနီလန်တစ်ခုကတော့ gravitational micro lensing လို့ခေါ်တဲ့နီလန်ပဲဖြစ်ပါတယ် ဒီနီလန့်အရာအလွန်ဝေးกว่าတဲ့ကြယ်တလုံးစီကလာတဲ့အလင်းဟာကျွန်တော်တို့နဲ့ကြယ်ကြားမှာဖြတ်တန်းသွားတဲ့ road planet ရဲ့ dwarf ဆွဲအားကြောင့်အလင်းရိုင်းသွားတာမျိုးဖြစ်ပါတယ်။ဒီလိုအလင်းရိုင်းခြင်းကိုလေ့လာခြင်းအဖြစ်ကြယ်ကြားထဲမှာဖြတ်တန်းသွားတဲ့အရာဝတ္ထုရဲ့ dwarf ထုကိုခန့်မှန်းနိုင်ပြီးတော့အဲ့ဒါဟာ road planet တလုံးဖြစ်နိုင်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။ ဒါရိုက်ပုံဖော်ခြင်းကတော့အလွန်ခက်ခဲပြီးရှားရှားပါပါမှသာအောင်မြင်တတ်ပါတယ်။သိပ္ပံပညာရှင်တွေခမှန်တွက်ချက်မှုတွေအရဒီ rock planet တွေဟာကျွန်တော်တို့စကြာဝဠာတွေကကျယ်ရဲ့အရေးအတွက်ထက်များစွာပိုများပြားနိုင်တယ်လို့ဆိုပါတယ်။တချို့လိလမှုတွေအရာဆိုရင်ကျွန်တော်တို့ Milky Way Galaxy တခုထဲမှာတည်းကျယ်ပေါင်းတန်းပေါင်းရာနဲ့ချီရှိတဲ့အပြင် Rogue Planet တွေဟာလည်းကျယ်ရီထက်အဆပေါင်းများစွာပိုများနိုင်ရဲ့လို့ခန့်မှန်းကြပါတယ်။ ။ဒါဆိုရင်စက်ကြဝဠာကြီးတစ်ခုလုံးမှာ road planet တွေဘလောက်တောင် ရှိနေမလဲဆိုတာတွေးကြည့်ရင်သိတာပါပဲ။သူတို့ရဲ့အရေအတွက်ဟာတကယ်လို့မှန်ကန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံငွေတန်း Galaxy ထဲမှာပဲဘီလီယံပေါင်းများစွာရှိနိုင်ပါတယ်။ဒီလိုအရေအတွက်များပြားခြင်းရဲ့အကြောင်းရင်းကတော့နေအဖွဲ့စည်းတွေပုံဖော်နေစဉ်မှာဂျူရီအပြင်ဘက်ကိုလွင့်ထွက်သွားတဲ့ဖြစ်စဉ်ဟာအတော်လေးအဖြစ်များနိုင်တယ်လို့ယူဆရလို့ပါပဲ။ဒီကဘာတွေရဲ့အရွယ်စားဟာကဘာဂျိုလောက်ရှိနိုင်တယ်လို့ဂျူပီတာဂျိုလောက်ကြီးမားတာတွေလည်းရှိနိုင်ပါတယ်။ ဒီလိုအေးခဲပြီးမှောင်မိုက်နေတဲ့ Rook Planet ဒီမှာတက်ရှိတွေရှင်သန်နေနိုင်မလားဆိုတဲ့မေးခွန်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။နေအဖွဲ့စည်းရဲ့အပြင်ဘက်ကိုရောက်ရှိနေတဲ့အတွက်နေရောင်ခြည်ကိုလုံးဝမရရှိနိုင်ပါဘူး။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဖြစ်နိုင်ခြေတစ်ခုကိုထောက်ပြထားပါတယ်။အဲ့ဒါကတော့ Rook Planet ရဲ့အတွင်းပိုင်းကအပူစွမ်းအင်ပဲဖြစ်ပါတယ်။ဂျိုတခုရဲ့အတွင်းပိုင်းမှာရေဒီယိုတက်တိကြွဒရက်စင်တွေပြုတ်ကွဲခြင်းကြောင့်ဒါမှမဟုတ် DAR ကြောင့်အပူစွမ်းအင်တွေထွက်ရှိနေနိုင်ပါတယ်။ဒီအပူစွမ်းအင်ဟာဂျိုရဲ့မျက်နှာပြင်အောက်မှာ ရေခဲလွှာတို့ကြီးတွေအောက်မှာရှိတဲ့ရေတွေကိုအရေးပျော်စေပြီးမြေအောက်သမုဒ္ဒရာတွေပေါ်ပေါက်စေနိုင်ပါတယ်။ဒီလိုမြေအောက်သမုဒ္ဒရာတွေဟာတက်ရှိတွေရှင်သန်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာနိုင်တယ်လို့ယူဆရပါတယ်။ Rogue Planet တွေရဲ့လေတုအခြေအနေကတော့အတော်လေးကွဲပြားနိုင်ပါတယ်။တကယ်လို့သူတို့မှလေတုရှိခဲ့မယ်ဆိုရင်လည်းအလွန်ပါးလွှာပြီးအေးခဲနေတဲ့လေတုမျိုးပဲဖြစ်နိုင်ပါတယ်။နေရောင်ခြည်ကိုမရရှိတဲ့အတွက်ကမ္ဘာလေတုလိုမျိုးအပူဓာတ်ကိုထိန်းထားနိုင်ဖို့အခက်ခဲပါတယ်။တချို့သောကြီးမားတဲ့ Rogue Planet တွေ အထူးသဖြင့် gas giant အမျိုးအစား roof planet ဒီမှာတော့သူတို့ပုံဖော်လာစဉ်ကတည်းကပါလာတဲ့ hydrogen နဲ့ helium တို့လိုဓာတ်ငွေ့တွေပါဝင်တဲ့လေထုရှိနေနိုင်ပါတယ်။ဒါပေမဲ့ဒီလေထုဟာအလွန်အေးခဲပြီးအပူချိန်ဟာ300 degree centigrade အောက်ထက်များစွာနေကြနေပါလိမ့်မယ်။သင်းငယ်တဲ့ rocky planet အမျိုးအစား rock planet ဒီမှာတော့လေထုလုံးဝမရှိတာမျိုးဒါမှမဟုတ်အနည်းငယ်သာရှိတာမျိုးဖြစ်နိုင်ပါတယ်။ပြီးတော့မျက်နှာပြင်မှာလည်းရေခဲတွေနဲ့ဖုံးလွှမ်းနေနိုင်ပါတယ်။ ဒီလိုအဆုံးမဲ့ကောင်းကင်မှာလွင့်မြောင်းနေတဲ့ Rock Planet တွေဟာတခါတလေမှာအခြားနေအဖွဲ့စီတွေဒါမှမဟုတ်အခြား Rock Planet တွေနဲ့နီးကပ်စွာဖြတ်တန်းသွားနိုင်ပါတယ်။ဆက်ကြော်လာကြီးထဲမှာတိုက်မိနိုင်ခြေဟာအလွန်နှဲပါပေမဲ့ဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့တော့ပြောလို့မရပါဘူး။တကယ်လို့ Rock Planet တစ်လုံးဟာနေအဖွဲ့စီတစ်ခုနဲ့နီးကပ်စွာဖြတ်တန်းသွားခဲ့မယ်ဆိုရင်အဲ့ဒီနေအဖွဲ့စီတွေကဂျိုရီရဲ့ပတ်လန်းတွေကိုထိခိုက်စေနိုင်ပါတယ်။ဂျိုရီယာမူလပတ်လန်းကနေရွေ့သွားတာမျိုးဒါမှမဟုတ်နေအဖွဲ့စီတွေကနေလုံးဝလွင့်ထွက်သွားတာမျိုးဖြစ်နိုင်ပါတယ် ဒါမှမဟုတ် root planet ဟာကျင်းနဲ့တိုက်မိတာမျိုးဒါမှမဟုတ်အခြားဂြိုလ်နဲ့တိုက်မိတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါရီဟာနှစ်ပေါင်းဘီလီယံနဲ့ချီတဲ့ကာလအတွင်းမှာတစ်ကြိမ်တစ်ခါပဲဖြစ်နိုင်တဲ့ဖြစ်ရပ်တွေပါ။သူတို့ရဲ့အရှာပါမှုကြောင့်တိုက်မိနိုင်ခြင်းကိုစိုးရိမ်နေစရာမလိုပါဘူး။ဒီ root planet တွေကိုအသေးစိတ်လေ့လာနိုင်ဖို့ဆိုတာကလည်းကြီးမားတဲ့အစိန်ခေါ်မှုတစ်ခုပါပဲ။အဓိကပြဿနာကတော့သူတို့စီကိုသွားဖို့ခီးကအလွန်ဝေးကွာလွန်းတာရဲ့။သူတို့ဟာအမောင်လူထဲမှာရှိနေတဲ့အတွက်အလင်းရောင်မရှိတာရဲ့အကြောင်းပါ။ လက်ရှိနေပညာနဲ့ဆိုရင်တော့ root planet တစ်လုံးစီကိုအာဂတရင်ဈေးလွှတ်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့အနာဂတ်မှာပေါ်ပေါက်လာနိုင်တဲ့ပုံမှုအစစ်မြစ်တဲ့နေပညာတွေနဲ့ဆိုရင်တော့ဖြစ်နိုင်ခြေရှိလာနိုင်ပါတယ်။ဥပမာအားဖြင့်အလွန်မြန်ဆန်တဲ့ခီးသွွာလာရေးအနေပညာတွေဒါမှမဟုတ်အဝေးကနေအာယုံခံနိုင်တဲ့ပုံမှုအားကောင်းတဲ့ telescope တွေပေါ်ပေါက်လာမယ်ဆိုရင်တော့သူတို့ကိုပုံမှုနီးကပ်စွာလေ့လာနိုင်ပါလိမ့်မယ်။ အခုချိန်မှာတော့ကျွန်တော်တို့ဟာမြေပြင်အခြေစိုက်တယ်လီစကုပ်တွေနဲ့အာကသတယ်လီစကုပ်တွေကိုအသုံးပြုပြီး gravitational micro lensing နည်းလမ်းနဲ့သာသူတို့ကိုရှာဖွေနေရပါသေးတယ်။ Rogue Planet တွေရဲ့တည်ရှိမှုဟာကျွန်တော်တို့နေရာဖွဲ့စည်းတွေဘလို့ပုံဖော်လာတယ်ဆိုရက်နားလည်မှုပို့ပြီးတော့နှက်ဆိုင်စေပါတယ်။ Jory ဟာနေရာဖွဲ့စည်းတစ်ခုမှာအမြဲတမ်းရှိနေတာမဟုတ်ဘဲနဲ့အပြင်ဘက်ကိုလွင့်ထွက်သွားနိုင်တဲ့ဖြစ်စဉ်တွေရှိတယ်ဆိုတာကိုပြသနေပါတယ်။ ဒါအပြင် root planet တွေဟာ galaxy အတွင်းမှာဓာတ်ထုဖြန့်ကျက်မှုကိုပါတည်ရောက်မှုရှိစေနိုင်ပါတယ်သူတို့ဟာမြင်နိုင်တဲ့အလင်းနဲ့မမြင်ရပေမဲ့သူတို့ရဲ့ gravity ဟာအနီးအနားအရာဝတ္ထုတွေကိုတည်ရောက်မှုရှိစေပါတယ်ဒီလိုလေးလာမှုတွေဟာကျွန်တော်တို့စကြာဝဠာကြီးရဲ့ dynamic ကိုပုံမနားလည်စေဖို့အထောက်အကူပေးပါတယ် root planet တွေရဲ့တည်ရှိမှုကစကြဝဠာဟာကျွန်တော်တို့ထင်ထားတာထက်ပိုမိုရှုပ်ထွေးပြီးထူးဆန်းတဲ့အရာတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုပြသနေပါတယ် သူတို့ဟာနခတပညာရဲ့ရဲ့မဖြေရှင်းနိုင်သေးတဲ့ပဟေလိတွေထက်ကတခုအဖြစ်ကြံရှိနေပါသေးတယ်။ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့ root planet တွေအကြောင်းအရာတွေဘဟုတုတအသစ်ဇန်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဆက်ကြောလာကြီးဟာအမြဲတမ်းကျွန်တော်တို့ကိုအံ့အားသင့်စေမယ့်အရာတွေနဲ့ပြည့်နှက်နေပါတယ်။ဒီလိုစိတ်ဝင်စားစရာနခတဗေဒဆိုင်ရာအကြောင်းအရာကောင်းတွေကိုနောက်ထပ်ကြည့်ကြည့်နေရဆိုရင်ကျွန်တော်တို့ရဲ့သမုန်း channel ကို like လုပ်ဖို့ share လုပ်ဖို့ subscribe လုပ်ဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆောင်ကြတာပါ။